ာစနယ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ဂိုးပြတ်ပွဲစဉ်မှာရီယယ်မက်ဒရစ်နဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာတချို့ရှိပါတယ်မင်္ဂလာပါကိုခိုင်းစတာဖူဘောရှူအနေကြိုးစားပါတယ်အာစတန်နဲ့ရီယယ်မက်ဒရစ်ပွဲစဉ်မှာအဓိကရီယယ်မက်ဒရစ်နဲ့ပတ်သက်ပြီးဒီလောက်ဂိုးပြတ်ဘာကြောင့်ရှုံးနေသွားလဲဒီပွဲစဉ်မှာဘာတွေမှားခဲ့လဲစတဲ့အကြောင်းအရာကိုကျွန်တော်ဆွေးနွေးတုံးသက်သွားခြင်းပါတယ်အရီဗျူးလုပ်တဲ့အခါမှာပြောစရာအကြောင်းအရာတွေအများတဲ့အတွက်ကြောင့်မက်ဒရစ်အားနည်းချက်တွေတောင်မှ အထူးသဖြင့်ဘသူတွေကမှာရင်းခဲ့လဲဒီကိုပြက်ရှုံးနေမှာတရားခမ်းဘသူလဲစတဲ့အကြောင်းအလေးတောင်ပြောဖို့ကြံခဲ့တယ်ဆိုတော့ဒီကိုပြက်ရလက်ကြီးကိုကျွန်တော်တို့ထင်လဲမထင်ထားဘူးဖြစ်လဲမဖြစ်သင့်ဘူး Real Madrid ပြည်သက်တွေအားလုံးအန်အောထိတ်လန့်ပွဲရာကောင်းတဲ့ reset တစ်ခုကိုသူတို့ကြုံတွေ့ခဲ့ရတာပါဒါကျွန်တော်ပုံမှန်လေးပြောရင်ဟို Chelsea ပြီး ျွန်တော် Real Madrid အကြိုက်ဆုံးပဲကိုယ့်ရဲ့ idol ကလည်း Raul Gonzalez ဖြစ်နေတဲ့အခါကျတော့ဒီအသင်းနဲ့ပတ်သက်ရတယောစဉ်ရှိတယ်ဒီရှုံးနေမှုကဟိုချယ်ဆီလောက်မခံစားအောင်ဆိုရင်ပဲလေဗျာဒစိတ်တဒီတာကိုရင်ထဲမှာထိခိုက်မှုလေးတော့ရှိတယ်ဒါပုတ်ပွင့်လေးလေးပြောပြအာဆင်နယ်ကောင်းတာတပိုင်းပေါ့နော်ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့လည်း appreciate လုပ်ပြီးသွားပါပြီဆိုတော့အဓိက Real Madrid နဲ့ပတ်သက်ပြီးပြောချင်တယ်တယောက်နဲ့တယောက်အမြင်ချင်းတူချင်မှတူလိမ့်မယ်ဒါကကျွန်တော်ရဲ့အမြင်ကိုလွတ်လွတ်လပ်လပ်စွန့်နေသုံးသက်တာပါအဲ့တော့နီးပြ လိုအပ်ချက်ရှိလို့ကာလိုရဲ့ viewer ဘိုင်းကလုံးဝ old school ဖြစ်သွားပြီလူငယ်နည်းပြတွေကိုရှင်နိုင်မှုဆိုတာမဖြစ်နိုင်တော့ဘူးစတဲ့အမြင်မျိုးစုံဟူဝါတာမျိုးထွက်လာဒီအမြင်တွေအမားတယ်မှန်တယ်ကျွန်တော်ကတော့ဘယ်တော့မှမဝေဖန်ဘူးဒီအမြင်မတူညီမှုတွေတော့ဝေဖန်ထောက်ပြမှုတွေကဟိုခက်တဲ့လူရင်ကျေးမှုရဲ့အာဘယ်လိုပြောမလဲကောင်းလို့ရအချက်လေးတွေပဲဗျာကျွန်တော်ဒီအချက်တွေတွေကမှ မှန်တဲ့အချက်တွေကောင်းတဲ့အချက်တွေကိုစုစည်းပြီးခက်တဲ့လူမှုအတိုင်းအဝန်းတစ်ခုတည်ထောင်ရမှာကျွန်တော်ရင်းနေနေခုံနေလို့မရဘူးအဲ့တော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရယူဆချက်ကလည်းမှန်ခြင်းလဲမှန်မယ်မှားခြင်းလဲမှားမယ်ကျွန်တဲ့ညီကိုရယူဆချက်ကလည်းမှန်ခြင်းလဲမှန်မယ်မှားခြင်းလဲမှားမယ်ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ဆွေးနွေးအဖြေရှာကြတာပေါ့အဲ့တော့အရင်ဆုံးပြောချင်တာကျွန်တော်တို့ဒီရှုံးမွေးကာလိုနဲ့မသက်ဆိုင်ဘူးဘာကြောင့်လဲဆိုတော့ရှေ့မီနောက်မီနီးပြတယ်မှာကာလိုအန်ချလော်တီထိတ်ဆုံးရပါတယ် generation ရတိုင်းမယ်ဆိုရင်အခုဘောလုံးနီးပြတယ်မှာ generation 30လောက်ဖြစ်သွားတယ်ပက်ဂွာဒီယိုလာနော်မော်ရီညိုတို့ခစ်ကခစ်လေအမ်မတိုင်ခင်ခစ်ကကျွန်တော်စား လတ်တို့เนาะမာဆလိုလစ်ပီတို့အာဆင်ဝင်ကားတို့ဒီထဲမှာအန်ချီလော်တီပါတယ်ဒါသူတို့ first generation ပဲထားပါတော့ကျွန်တော်လက်လန်းမီတဲ့ generation ကိုပြောရအောင်เนาะအခုနောက်ဆုံးအတေတာတို့ ဂျာဗီအလွန်စတိုတို့နော်ဂရီယန်ပေါ်တာတို့စတဲ့နီးပြတွေကဒါ third generation fourth generation တော့ရောက်တော့မယ်ဗျာဟာဇီလာတို့ဆိုဒါ fourth generation ပဲဒီ generation တွေအားလုံးမှာကာလိုအန်တလော်တီလောက်ဘယ်လိုပြောမလဲအောင်မြင်မှုရှေ့ကြတဲ့နီးပြ view အပိုင်းတွေကိုလူငယ်ရင်းနဲ့ပြိုင်ဆိုင်ပြီး fight နိုင်တဲ့နီးပြဆိုတာသူတယောက်ပဲရှိတယ်သူအသက်ရွယ်နော်ဒါမှမဟုတ်သူအသက်ရွယ်မဟုတ်ရင်တော့ဗျသူရဲ့ generation တန်းမှာအောင်မြင်ခဲ့တဲ့နီးပြတွေအလုံးအနားယူတဲ့လူကယူနေပြီ fade တဲ့လူက fade နေပြီသူနောက်တာပေါက်တွေတောင်မှ Mourinho ဗျဘယ်လိုနည်းနဲ့မှမအောင်မြင်တော့ဘူးဆိုတော့ပြောချင်တာ ကာလိုအန်ဂျယ်လိုဒီယဘောလုံးမွေးတပွဲဗျူဟာပိုင်းကိုဘလို့တုံးရမလဲပြိုင်ဘက်အသင်းကဒီလိုတုံးလာတဲ့ခါကျဘာလို့ရမလဲကောင်းစွာနားလဲသဘောပေါက်တယ်သူကင်ခဲ့တဲ့အသင်းတွေကလည်းဟိုအသင်းတွေဆိုပေမဲ့တချို့ပြန်ပြီးဘစ်လောက်ရတဲ့အသင်းတွေပါအေစီမီလန်ဆိုရင်သူဘစ်လောက်ခဲ့ပြီးအောင်မြင်ခဲ့တာအဲ့တော့ကာလိုအန်ဂျယ်လိုဒီယဗျူဟာပိုင်းကပွင့်လင်းပြန်ဒီပုံစံပဲတုံးနေရတယ်ဒါကကျွန်တော်တို့ဘောလုံးဗျူဟာပိုင်းအရာလိုက်လေ့လာထားသလား relationism လို့ခေါ်တယ်အဗျူဟာအခင်းချင်းနဲ့ကဲငါတို့အကုန်နော်ခန်းစစ်မှာ deep block ဆော့မယ် ပြီးရင် counter attack နဲ့ကစားမယ်ဒါမှမဟုတ်လည်းငါတို့ set piece တွေကိုအားကိုးမယ်အဲ့လိုသွားလို့လို့မရဘူး Real Madrid ရဲ့လူအစုအဖွဲ့ကဘာကြောင့်လဲဆရာကြီးတွေကြီးပဲကျွန်တော် Real Madrid ရဲ့ခစ်ကိုဟိုးရင် Morientes Raúl လက်ထက်ကလေးကမှီခဲ့ဘူးလေအဲ့နောက်ပိုင်းမှာ Zidane ဖီကိုအုပ်စုရောက်လာအဲ့ဆရာကြီးတွေအများရဲ့ Real Madrid ကအမြဲတမ်းအဲ့လိုဖြစ်တယ်ဒါကဥက္ကဋ္ဌကြီး Florentino Pires ရဲ့ဟိုကိုယ့်အသင်းကိုအချစ်လွန်နဲ့အတားလို့ကျွန်တော်ယူဆတယ်ဘောလုံးမှာကစားသမားကောင်း၁၁ယောက်ကြီးပဲကံမယ်ဆိုရင်လည်းမဖြစ်နိုင်ဘူးဒါကျွန်တော်တို့ ဟို dream team တွေမှာရွေးมาပဲဖြစ်နေမှာဗျာတကယ် reality မှာကဲမယ်ဆိုရင်မင်းပါလဲငါပါလဲအဲ့ဒီကွက်တွေနင်းလာလေပြီးရင်ခေါင်းချပြီးကိုသေးလို့လည်းမရအောင်နော်ကိုသေးပြီးခေါင်း ကြီးနေလို့လည်းမရအောင်အားလုံးကတဟဇာတာဖြစ်နေမှာကိုရတာအဲ့ဒီနေရာဒီမှာ Kylian Mbappe ပွင့်လင်းပြောရင်တော့မလိုဘူး Vinicius Junior တယောက်တည်းကိုတယ်ဆော့လို့ရတယ်အရင်တော့ Kylian Mbappe နေရာမှာ Jude Bellingham နဲ့ Madrid ရဲ့အတွဲဖက်သူပေါ့သူအဆင်ပြေနေတာ Rodrigo ကလည်း Rodrigo ကိုအထိုက်လိုက်ရတော့ Kylian ရောက်လာတဲ့အချိန် Kylian ကို နေရာမပေးလို့မရဘူးဒီကစားသမားကလည်းကမ္ဘာအကောင်းဆုံးကစားသမားနှိပါဖြစ်နေပြီဗျာအဲ့တော့ Real Madrid ရဲ့ဟိုတမိုင်းစင်လာအရာအဲ့လိုကစားသမားကောင်းတွေခေါ်လိခေါ်တာရှိတဲ့အတွက်ကြောင့်ခေါ်မှာပဲဒါလည်းကျွန်တော်အပြစ်ပြောတာမဟုတ် Kylian ကိုလည်းအပြစ်မမြင်ဘူးတော်တော်ကာလိုဘက်ကပြင်ဆင်သားရင်ဒီ ဘယ်လိုပြောမလဲနာမည်ကြီးပြီးတော့ခြေသွန်းဆောက်ရမ်းကောင်းပြီးတန်းကြွယ်ဘောလုံးသမားတွေကို management လုပ်ဖို့ထင်သလောက်မလွယ်ဘူးအဲ့ဒီ squad ကိုကာလိုမမဟုတ်ဘူးဂျန်နဲ့နီးပြတွေကိုလည်းနီးပြလုပ်ခိုင်းကြီး viewer ဘိုင်းချမှတ်ခိုင်းကြီး mid pressing လုပ်ဆို Kylian Mbappe ကဘယ်လို pressing လုပ် Vinicius Junior က pressing လိုက်လို့မထင်လား now Jude ကလည်းတိုင်းလုံးမှာမဟုတ်ဘူးဗျအဲ့တော့သူ့ရဲ့ဘောင်တဲချင်းတွေကနေဟိုဘယ်လိုပြောမလဲ instruction ပေးလို့ရတဲ့သူတွေကိုပဲသူပေးတယ်ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာမင်းတို့ defensive transition လုပ်တဲ့အခါကျရင် shape တွေကိုဘယ်သူဘယ်သူတွေကတော့ ါပါလို့တွားပြီးတော့စောင့်ရင်း instruction ပေးလို့မရအောင်အဲ့တော့ကာမာဗင်ကပြဲတာပေါ့တယောက်တည်းလူကာမိုဒရစ်ကလည်းအသက်အရွယ်တစ်ခုရောက်နေချူဝမန်နီကလည်းမပေါ့အဲ့ဒါကအဓိက weak point ဘောလုံးကကွင်းထဲမှာအဓိကအဲ့တော့ကျွန်တော်များကတော့ဂျူးကဒီနှစ်ဘောလုံးရတယ်မှာပြီးခဲ့တဲ့ဘောလုံးရတယ်လားမကောင်းဘူးအဲ့ဒါကလည်းသူကစားတဲ့နေရာအကြောင်းများတကယ်တော့ဂျူးဒီလုံးဝ modifying လုပ်ပြီးသားကွင်းထဲကစားသမားဖြစ်သွားပြီ Birmingham မှာတော့ B2B အဲကျွန်တော် Borussia Dortmund ရောက်လာတဲ့အခါမှာလုံးဝ AM ဖြစ်သွားတယ်။ဒီခါလေးကျရင်နံပါတ်9မှာပါဆော့နေပြီ Borussia Dortmund မှာ။ Real Madrid ရောက်တဲ့အချိန်ပြီးခဲ့သောဘောလုံးရာလေးပိုတောင်ဆော့သေးတယ်။နံပါတ်9နေရာမှာပါဆော့တာ။နံပါတ်9စစ်စစ်တော့မဟုတ်ဘူးပေါ့နော်။ Deep line forward ပုံစံမျိုးကစားတာ။အဲ့တော့ Jude ကိုသူကနောက်ကိုတစ်ဆင့် short ပလိုက်။ Okay အဲ့တော့နောက် short တယ် LAM နောက် left midfielder LCM နေရာမျိုးစုံကစားခိုင်းတယ်။ကစားခိုင်းရင်ကစားပေးလိုက်တယ်။တော်တော် အဲ့ဒီနေရာတွေမှာ ကစားတဲ့ကစားသမားတယောက်ရှစ်တင်ရှစ်ထိုက်တဲ့စွမ်းဆောင်ရည်မျိုးဂျွတ်မှမရှိဘူး။ဒါဂျွတ်ကိုမကောင်းလို့ပြောတာ။ तू က attacking action ကောင်းတဲ့ကစား။ तू သွားပြီးတော့မိဒါရီလုံးလို့ပြောရင်ကောင်းမှာမဟုတ်။အဲ့တော့ ူကာယိုဆာကဆွဲပြေးတဲ့အချိန်ဒီမှာရက်ကြည့်နေတယ်အများကြီးရှိတယ်။တစ်ဖက်ကရိုဒရီဂိုအတိုင်းပဲရိုဒရီဂိုမင်းတစ်ဖက်အသင်းရဲ့တိုက်စစ်ကစားသမားကိုလူကတ်ထားခုဆိုဟိုကဘလိုကတ်မလဲ။အဲ့ရီယယ်မက်ဒရစ်မှာအဲ့ရှေ့က၄ယောက်က defensive transition တွေလုပ်ရင်သူတို့ ਨੇ လာလာမြတ်မသက်ဆိုင်။အဲ့ချိန်မှာကာမာဗင်ဂါကလည်းပြဲနေပြီ။ Thomas Partey ရှင်ပြီးတော့ကစားထားတဲ့ခါကျတော့ defensive line ကကစားသမားတွေလုံးဝယူသွားအောင်။ Alaba ကလည်းအသက်အရွယ်တစ်ခုရောက်လာပြီ။ဒီချိန်မှာ Valverde နောက် Raul Sancio နဲ့ Antonio Riga ပဲအဆင်ပြေ။ကိုသမားတီပေါက်တာမကောင်းရင်၅ဂိုးလောက်ပြတ်တယ်။အဲ့ကျွန်တော်မြင်ရတော့ဒီ ီလူစည်းစုဖွဲ့မှုကာလိုမှုလို့ဒီလောက်ထိဆွဲဆက်နိုင်အဲ့ဒါ Real Madrid ရဲ့အထာပဲ Real Madrid မှာဘူနီးပြတယ်ရရှိမမြဲပါဘူးကျွန်တော်က Devil Scale လို့ဆောင်ရမ်းချမ်းတဲ့နီးပြမျိုးတော်မှာခံခဲ့တာမဟုတ်ဘူး။ Gladico စီမံကိန်းလုပ်ပြီဆိုတာနဲ့ဒီလိုပြဿနာတွေအများတန်းကြုံတွေ့ရလိမ့်ရှိတယ်ဆိုတာ Real Madrid နဲ့ပတ်သက်ကျွန်တော်တို့ခေါင်းထဲထည့်ထား။ကျွန်တော်ဟိုးရင် Gladico တွေကစမြ David Beckham တို့ Ronaldo တို့ Zidane တို့စာရွက်ပေါ်မှာကြည့်ရင်တော့လှတာပေါ့ဗျာ။ဆရာကြီးပေါ့။တကယ်ကစားကြည့်အဆင်မပြေဘူး။ Figo ကလည်း Figo အလျောက်သူတို့ကြားတဲ့ရအဲ relationship အစဉ်ဘယ်အာကိုပြီးတော့ နီးပြ control လုပ်နေတာဘယ်နီးပြမှမရဘူးအဲ့ကာလိုရဲ့လည်းကျွန်တော်ဆောင်းရင်ချမ်းနေဘာညာပြောတာမဟုတ်ပါဘူးကာလိုတက်လက်ရှိပိုတင့်တော်တဲ့နီးပြရဲ့လည်း real madrid မှာရှိကောင်းရှိနေဒါပေမဲ့ ဒီစုဖွဲ့မျိုးကိုနီးပြလောက်ရရင်တော့ဇာဗီအလွန်ဆိုအတင်းကိုရောက်လာဒီ relationism ကိုပဲဥတီဗီတွားရမှာပဲနီးပြဖြစ်စေခြင်းနဲ့ viewer ဘိုင်းအခင်းချင်းကလည်းခံစစ်ကိုအသားပေးတဲ့ viewer ဖြစ်မှာမဟုတ်ဘူးတိုက်စစ်ကိုပဲအသားပေးတဲ့ viewer အောက်မှာမှငါတို့ defensive transition တွေလုပ်ရင်ဘလို့ဟိုအာသာကြရရင်ရတဲ့လောက်ယူမလဲပဲနီးပြစဉ်းစားလို့ရတယ်ဒါ Real Madrid ရဲ့တန်ဒီပဲအဲ့လိုပုံစံမျိုးတွေနဲ့ပဲရှစ်မှာ super la အောင်မြင်မှုရတာလေအများကြီးကျွန်တော်မြင်တွေ့ခဲ့ရဘူးလေအခု၃ခုပြည့်ရှုံးခဲ့တယ်ပြန်လာဖို့အတွက်ဆိုတာခက်ခဲသွားပါပြီတိုးတော်လေဘောလုံးပွဲဆိုတာဘာမှပြောလို့ မရတဲ့အခြေအနေဘာစလိုနာနဲ့ PSG ကန်ခဲ့တဲ့ချန်ပီယံလိနှစ်တနည်းကိုမှတ်မိမှာပေါ့ PSG လည်းအဲ့လိုဂိုးပြတ်ချင်းနိုင်ပြီးတော့မှရှုံးသွားခဲ့တာရှိအတူတူ Arsenal ကတော့အင်္ဂလန်အသင်း PP ခန်းစစ်ကောင်းတဲ့အသင်း PP ချစ်ချစ်လေးလေးကစားတတ်တဲ့အတွက် PSG တက်တော့ပို့ပြီးတော့ဘာနေပြူးမှာခက်ခဲမှာတည်ကြတယ်အဲ့တော့ဘာနေပြူးရောက်တဲ့အခါကျရင် Arsenal ကိုဘလို့အခက်မလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရပါမယ်ဒီရှုံးပွဲပေါ်မှာဂိုးပြတ်ရှုံးနေမှုပေါ်မှာကျွန်တော်ကတော့နီးပြတ်ထက်စာရင်ကစားသမားစုဖွဲ့မှုကြောင့်လို့ပဲသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကြင်ပါ